အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့အတူတကွအစီအစဉ်ခွန်အားယူမယ်ဂျမ်ပိုက်ကတော့ရှမတဲခရုံးအခန်းကြီး6အပိုင်းငယ်1ကနေ16အထိဖြစ်ပါတယ်ရှေးဦးစွာကျွန်တော်အပိုင်းငယ်1ကိုဖတ်ချင်ပါတယ်လူများတို့မြင်စီခြင်းကကိုတီလအကျင့်ကိုသူရှိမှောင်၌မကျင့်မီအကြောင်းတတိပြုကြလောသို့မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အပ္ပထံမှာအကျိုးကိုမခံရကြ ဒီမှာဘာအကြောင်းအရာကိုပြောထားတယ်လဲဆိုလို့ရှင်ကိုယ့်ရဲ့ကောင်းမှုကုသိုလ်ကောင်းတဲ့အကျင့်တွေကို သူသွားများရှိမှသူများချီးမွမ်းခံခြင်းလုံးမလုပ်ဖို့ရန်အတွက်အာပြောထားပါလေတကယ်လို့အဲ့ဒီကိုယ့်ရဲ့ကောင်းမှုကုသိုလ်ကောင်းတဲ့အကျင့်တွေကိုသူသွားများရှိမှကျွန်တော်တို့ကျင့်တယ်ဆိုလို့ရှိရင်တော့ဖရာသခင်ထံမှာ ကောင်းခြင်းမင်္ဂလာကို မခံစားရကြတော့ဘူးဆိုပြီးတော့ပြောထားပါတယ်။ယခုခေတ်ကျွန်တော်တို့လူတွေတော်တော်များများကဘလို့ လောက်တက်ကြတယ်ဆိုလို့ရှင်တော့ကောင်းတဲ့အရာတွေကိုသူတော်များရှင်မှာလောက်တက်ကြပါတယ်။ဘာကြောင့်ကျွန်တော်တို့အဲ့လိုလောက်တယ်လဲဆိုလို့ရှင်တော့သူတော်အချီးမွမ်းခံခြင်းလို့ဖြစ်ပါတယ်။မကောင်းတဲ့အရာတွေကိုကြတော့ကွယ်ရာမှာလောက်တက်ကြပါတယ်။ကြံစာနဲ့ပြောင်းပြန်ဖြစ်နေပါတယ်။သခင်ယေရှုခရစ်တော်ကဒီလူတွေနဲ့မတူဘဲနဲ့ဘာကိုပြောထားတယ်လဲဆိုလို့ရှင်တော့ကိုယ့်ရဲ့ကောင်းတဲ့အကျင့်တရားတွေကိုသူတော်များရှင်မှာမကျင့်ဖို့ရတယ် ကျွန်တော်တို့တွေ့ရပါတယ်ဒီအပိုင်းငယ်အခန်းကြီး6အပိုင်းငယ်7ကနေ78အထဲမှာအာဘာပြောထားသလဲဆိုလို့ရှင်เนาะဒီကောင်းမှုကုသိုလ်မြောက်များစွာထဲမှာမှာဒီအကြောင်းအရာ၃ခုကိုပြောထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ပထမအချက်အနေနဲ့ကျတော့ပေးကံခြင်းဖြစ်ပါတယ် ခင်ရှုခရစ်တော်ကသင်တို့ပေးကမ်းတဲ့အခါမှာတိတ်ဆိတ်စွာပေးကမ်းပါဆိုပြီးတော့အာပြောထားပါတယ်ကျွန်တော်အပိုင်းငယ်၃ကိုကျွန်တော်တစ်ချက်လောက်ဖတ်ပြခြင်း ਨੇ သင်သည်အလှူဒါနကိုပေးသောအခါပေးချောင်းကို မထင်ရှားစေခြင်းကလက်ရလက်ပြုသည့်အမှုကိုလက်ဝဲလက်မျှမတိစေနဲ့ဒီကပြောခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်ပေးကမ်းတဲ့အခါမှာဘယ်သူမှအာမတိပဲနဲ့တိတ်ဆိတ်စွာပေးကမ်းဖို့ရန်အတွက်ဖြစ်ပါတယ် ခုခေတ် social media ခေတ်ဖြစ်တည်နေသူလူတွေတော်တော်များများအလှူလုပ်တော့မယ်ပေးကမ်းတော့မယ်ဆိုလို့ရှိရင်ကင်မရာကိုယူသွားတက်ကြပါတယ်ကင်မရာကိုယူသွားပြီးတော့သူတို့အလှူပေးတဲ့အရာတွေသူတို့ပေးကမ်းတဲ့အရာတွေကိုသူတို့တပုံရိုက်ကြပါတယ်တပုံရိုက်ပြီးတော့ social media မှာတင်ကြပါတယ်သူတို့ရဲ့အတ္တိကရည်ရွယ်ချက်ကတော့သူများတွေကအာဒီလူပေးကမ်းလိုက်တာဒီလူရဲရောလိုက်တာစသဖြင့်အချီးမွမ်းခံခြင်းလို့ဖြစ်ပါတယ် ဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူများအနေနဲ့တော့ကျွန်တော်တို့အဲ့ဒီအရာကိုအင်မတန်မှတတိထားဖို့ရန်အတွက်လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်သခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုတုံ့တင်ပေးထားပါတယ်။ဘာလဲဆိုလို့ရှိရင်တော့ပေးကမ်းတဲ့အခါမှာတိတ်ဆိတ်စွာပေးကမ်းပါဆိုပြီးတော့တုံ့တင်ပေးထားပါတယ်။လက်ရလက်ပြုတဲ့အမှုကိုလက်ဝဲလက်မတိစေနဲ့ဆိုပြီးတော့ပြောထားတာကိုကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့ကြောင့်ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်များအနေနဲ့ တိတ်ဆိတ်စွာပေးကန့်တဖို့ရန်အတွက်အင်မတန်မှာအရေးကြီးတယ်ဆိုတဲ့အကြောင်းအရာကိုပထမချက်အနေနဲ့ကျွန်တော် ပြောချင်ပါတယ်။ဟုတ်ပြီဒုတိယအချက်အနေနဲ့ကျွန်တော်တို့ဆက်ပြီးတော့တွေ့ရတဲ့အကြောင်းအရာကဘာလဲဆိုလို့ရှိရင်ဆုတောင်းပတ္ထနာပြုခြင်းဖြစ်ပါတယ်။နော်တခင်ရှုခရစ်တော်ကဘယ်လိုပဲပုံဆုတောင်းရမလဲဆိုတာကိုဒီအပိုင်းငယ်6ထဲမှာပြောထားပါတယ်။တင်းဒီဆုတောင်းသောအခါစိတ်ဉဏ်ရာအခန်းတို့ဝင်၍တကားကိုပိတ်ပြီးမှ မထင်ရှားသောအရာ၌ရှိတော်မူသောတင်ဤအပေါကိုဆုတောင်းတော်နော်ဆုတောင်းတဲ့အခါမှာဘယ်လိုတောင်းရမလဲဆိုလို့ရှင်နော်ကိုယ့်ရဲ့အခန်းထဲကိုဝင်ပြီးတော့တကားပိတ်ပြီးတော့တိတ်တဆိတ်ဆုတောင်းဖို့ရန်ဖြစ်ပါတယ်ယနေ့ခေတ်ယုံကြည်သူတော်တော်များများကဆုတောင်းတဲ့အခါမှာသူတော်များရှိမှထင်ထင်ပေါ်ပေါ်ဆုတောင်းလာကြတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒူထောက်ပြီးတော့ဆုတောင်းနေတဲ့အရာကိုဆိုရှယ်မီဒီယာပေါ်မှာ အာတက်ပုံရိုက်ပြီးတော့တင်ကြတာကိုကျွန်တော်တို့တော်တော်များများအာတွေ့ရပါတယ်။အဲ့ဒီအရာကအင်မတန်မှာကျွန်တော်တို့တတိထားစရာဖြစ်ပါတယ်။အကင်ရှုခရစ်တော်ကတိတ်ဆိတ်စွာဆုတောင်းပို့ရန်အတွက်ပြောထားပါတယ်။သူတပါချီးမွမ်းခံခြင်းတို့သူများတွေကဖရားတရားကိုင်းဆိုင်လိုက်တာအာစသဖြင့်အပြောခံခြင်းတို့မဟုတ်ဘဲနဲ့ဒီဖရားသခင်နဲ့မိတ္တာရဖွဲ့ခြင်းတို့ကြောင့်ကျွန်တော်တို့ဆုတောင်းရမှာဖြစ်ပါတယ်။ သခင်ယေရှုခရစ်တော်ဤလောကမှာအသက်ရှင်တဲ့အခါမှာဒီသူ့ရဲ့ပတ်ဝန်းကျင်မှာရှိကြတဲ့ Pharisee တွေနဲ့ကျန်တဲ့ပုဂ္ဂိုလ်တွေကဘလို့ဆူတောင်းတက်ကြတယ်လဲဆိုလို့ရှင်တော့လမ်းဘေးတွေမှာအာလမ်းစုံလမ်းကွာတွေမှာဆူတောင်းတက်ကြလဲဆိုပြီးတော့ဒီခရစ်ဝင်ကျမ်းတွေထဲမှာကျွန်တော်ကြည့်မယ်ဆိုလို့ရှင်အာကျွန်တော်တို့တွေ့ရပါတယ်သူတို့တွေကသူတပားချီးမွမ်းခံချင်ကြလို့လမ်းစုံလမ်းကွာတွေမှာဆူတောင်းကြခြင်းဖြစ်ပါတယ်သခင်ယေရှုခရစ်တော်ကတော့ဒီအရာတွေကိုဆန့်ကျင်ပြီးတော့ ပြောဆိုထားတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါအတွက်ကြောင့်ကျွန်တော်တို့ယုံကြည်သူခရစ်ယာန်များအနေနဲ့ဒါအထူးတတိထားရမှာကပါလဲဆိုလို့ရှိရင်တော့ဆူတောင်းတဲ့အခါမှာသူတပါအချီးမွမ်းခံခြင်းလို့ဆုမတောင်းဖို့ရန်ဖြစ်ပါတယ်။ကျွန်တော်တို့တိတ်ဆိတ်စွာဆူတောင်းတယ်ဆိုလို့ရှိရင်တော့ဘုရားကကြားမှာဖြစ်တယ်။ဘုရားကနားကြောင်းပေးမှာဖြစ်တယ်။ကျွန်တော်တို့တူတူတိတ်တိတ်နဲ့သူတပါကြွယ်ရမှာ ဆူတောင်းတဲ့အရာကိုဘုရားသခင်ကကြားပြီးတော့နားညောင်းပေးမှဖြစ်ပါတယ်အကျိုးရလက်အနေနဲ့တော့အပိုင်းငယ်6ထဲမှာပါပဲမထင်ရှားသောအရာကိုမြင်တော်မူသောတင်းဤအပါသည်အကျိုးကိုထင်ရှားစွာပြီးတော်မူလတန်းဆိုပြီးတော့ပြောထားပါတယ်ဒါကြောင့်ကျွန်တော်တို့တိတ်ဆိတ်စွာဆုတောင်းနေဆိုလို့ရှိရင်တော့ဘုရားသခင်ကကျွန်တော်ရဲ့ဆုတောင်းခံကိုနားညောင်းပြီးတော့တပြေပြေမှဖြစ်ပါတယ်။ပြီးနောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ဆက်လက်ပြီးတော့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ အစာရှောင်ခြင်းဖြစ်ပါတယ်အစာရှောင်တဲ့အခါမှာဘလို့အစာရှောင်ရမလဲဆိုတဲ့အရာကိုကျန်းစာထဲမှာပြောထားပါတယ်အပိုင်းငယ်78ထဲမှာတင်းဒီအစာရှောင်သောအခါအစာရှောင်သည်ကိုလူများတို့ရှေ့မှမထင်ရှားစေဘဲမထင်ရှားသောအရာ၌ရှိတော်မူသောတင်းတို့အပ ရှိတော်၌သာထင်ရှားစေခြင်းကကောင်းကိုလိမ့်ကြံလို့မျက်နှာကိုလည်းတက်လို့ဆိုပြီးတော့ပြောထားတာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီခေတ်ခါမှာ တခင်ရှုခရစ်တော်အသက်ရှင်စဉ်ဖာရီရှဲတွေနဲ့ကျမ်းတပ်ပုဂ္ဂိုလ်တွေကအစာရှောင်တဲ့အခါမှာဘလို့ဆုတောင်းကြတယ်လဲဘလို့အစာရှောင်ကြတယ်လဲဆိုလို့ရှိရင်တော့သူတို့အစာရှောင်တဲ့အရာကိုသူတပါတိစေခြင်းလို့သူတို့မျက်နှာကိုဖြတ်တတ်ကြပါတယ်အဲ့ဒီခါမှာလူတွေကအော်ဒီလူအစာရှောင်တယ်ဆိုပြီးတော့တန်းပြီးတော့တိအောင်လို့ဖြစ်ပါတယ် အဲ့လိုမျိုးအစာရှောင်ခြင်းကိုအာခရစ်တော်ကလုံးဝမကြိုက်နှစ်သက်ပါဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ယုံကြည်သူ ခရစ်ယာန်များအနေနဲ့ကျွန်တော်တို့အစာရှောင်တဲ့အခါမှာသူတစ်ပါးချီးမွမ်းခံခြင်းလို့မဟုတ်ဘဲနဲ့ဖရာသခင်နဲ့မိတ်ထားရဖွဲ့ခြင်းလို့အစာရှောင်ရမှာဖြစ်ပါတယ်ကျမ်းစာထဲမှာကြည့်မယ်ဆိုလို့ရှိရင် အစာရှောင်ခြင်းအကြောင်းအရာတွေကိုအများကြီးကျွန်တော်တို့တွေ့ရပါတယ်တမဟောင်းကျမ်းထဲမှာဆိုလို့ရှိရင်အစာရှောင်ခြင်းအကြောင်းကိုကျွန်တော်တို့ခဏခဏတွေ့ရပါတယ်ဘလို့ခြင်းတွေမျိုးတွေမှာအစာရှောင်ကြတယ်လဲဆိုလို့ရှိရင်တော့ သူတို့လမ်းပြောင်းနေတဲ့အချိန်မှာဖခင်ရဲ့လမ်းပြမှုလိုအပ်နေတဲ့အချိန်မှာအစာရှောင်ကြတော့ကိုကျွန်တော်တို့တွေ့ရပါတယ်ပြီးလို့ရှိရင်အပြစ်လုံးပြီးတော့ဒီနောင်တနဲ့ပြန်လှည့်လာတဲ့အခါမှာအာသူတို့အစာရှောင်ကြတော့ကိုကျွန်တော်တို့တွေ့ရပါတယ်ပြီးလို့ရှိရင်ဒီအပြစ်ဖြေရနေမှာလည်းပဲအဲသူတို့အစာရှောင်နေဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့တွေ့ရပါတယ် ဒီဓမ္မတိကျမ်းထဲမှာရှိမယ်ဆိုလို့ရှိရင်လည်းသခင်ယေရှုခရစ်တော်ကိုယ်တိုင်ကလည်းအစာရှောင်တာကိုကျွန်တော်တို့တွေ့ရပါတယ်။အဲ့ဒီအတွက်ကြောင့်အစာရှောင်ခြင်းကိုဘုရားသခင်က နှစ်သက်တယ်။ကျွန်တော်တို့ယုံကြည်သူများလည်းအစာရှောင်တဲ့အခါမှာသူတစ်ပါးချီးမွမ်းခံခြင်းလို့မဟုတ်ပဲနဲ့ဘုရားသခင်နဲ့မိသားအရအဖွဲ့ခြင်းလို့အစာရှောင်တာမျိုးဖြစ်ရပါမယ်။ကျမ်းစာထဲမှာတော့အစာရှောင်ရမယ်မရှောင်ရဘူးဆိုတဲ့အကြောင်းအရာကိုဒီဓမ္မတိကျမ်းထဲမှာတော့အမိန့်ပေးထားတာမျိုးမတွေ့ရပါဘူး။ အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ယုံကြည်သူများအနေနဲ့အစာရှောင်ခြင်းကိုကျွန်တော်တို့လုပ်သင့်ပါတယ်ဒါပေမဲ့အစာရှောင်တဲ့အခါမှာသူတစ်ပါးချီးမွမ်းခံခြင်းတော့မဖြစ်ရပါဘူးပြီးလို့ရှိရင်အစာရှောင်တဲ့အခါမှာကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကိုလည်းကျွန်တော်တို့သတိထားရမှာဖြစ်ပါတယ်တကယ်လို့အစာရှောင်လို့မဖြစ်နိုင်တဲ့အနေအထားမျိုးမှာဆိုလို့ရှိရင်တော့အစာမရှောင်ဘဲနဲ့နေလို့လည်းအဆင်ပြေပါတယ်တကယ်လို့အစာရှောင်ကျင်တယ်ဆိုလို့ရှင်လည်းပဲအာကျွန်တော်တို့တရက်ခံနိုင်တယ်ဆိုလို့ရှင်တရက်ပဲ အစာရှောင်ဖို့ရန်အတွက်တိုက်တွန်းချင်ပါတယ်။နှစ်ရက်အစာရှောင်နိုင်တယ်ဆိုလို့ရှိရင်လည်းနှစ်ရက်ပဲအစာရှောင်ဖို့ရန်အတွက်တိုက်တွန်းချင်ပါတယ်။တချို့လူတွေကအာတခင်ရှုခရစ်တော်ကရက်ပေါင်း၄၀အစာရှောင်တယ်ဆိုပြီးတော့အာကျွန်တော်တို့လည်းရက်ပေါင်း၄၀အစာရှောင်တင့်တယ်ဆိုပြီးတော့တွေးတဲ့ခရိယန်တွေလုပ်နေတဲ့ခရိယန်တွေအများကြီးရှိပါတယ်။တခင်ရှုခရစ်တော်ကသူ့လိုမျိုးအစာရှောင်ပါလို့လည်းအာဒီချိန်တခါမှပြောထားတာမတွေ့ရပါဘူး။ အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အစာရှောင်တဲ့အခါမှာကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကိုလည်းကြည့်ပြီးတော့အစာရှောင်ဖို့ရန်အတွက်အရေးကြီးပါတယ်အစာရှောင်တဲ့အခါမှာလည်းပဲသူတို့ကချီးမွမ်းခံခြင်းကိုအစာမရှောင်ဖို့ရန်အတွက်လည်းအင်မတန်မှအရေးကြီးပါတယ်ဟုတ်ပြီဒီကနေ့ကျွန်တော်ဒီကပြောသွားတဲ့အကြောင်းအရာကတော့အချက်၃ချက်ဖြစ်တယ်ပထမတစ်ချက်ကတော့ပေးခံခြင်းကျွန်တော်တို့ပေးခံတဲ့အခါမှာအာသူတို့ကမမြင်အောင်သူတို့ကကြွက်ရမှာတိတ်ဆိတ်စွာကျွန်တော်တို့ ပေးကမ်းရပါမယ်။အဲ့လိုပေးကမ်းနေဆိုလို့ရှိရင်ဘုရားသခင်ကထင်ရှားစွာပြန်လဲကောင်းချီးပေးမယ်ဆိုတော့ကိုကျွန်တော်တို့တွေ့ရပါတယ်။ဒုတိယတစ်ချက်အနေနဲ့တော့ကျွန်တော်တို့ဆုတောင်းတဲ့အခါမှာသူတစ်ပါးချီးမွမ်းခံခြင်းလို့မဟုတ်ဘဲနဲ့အာတိတ်ဆိတ်စွာကျွန်တော်တို့အာဆုတောင်းဖို့ရန်အတွက်အရေးကြီးပါတယ်။ကျွန်တော်တို့အဲ့လိုတိတ်ဆိတ်စွာဆုတောင်းနေဆိုလို့ရှိရင်ဘုရားသခင်ကကျွန်တော်ရဲ့ဆုတောင်းသံကိုနားညောင်းပြီးတော့ထင်ရှားစွာကျွန်တော်ရဲ့ဆုတောင်းသံကိုအပြည့်ပေးမယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်။ တတိယတစ်ချက်အနေနဲ့တော့ကျွန်တော်တို့အစာရှောင်ဆုတောင်းတဲ့အခါမှာသူတစ်ပါးချီးမွမ်းခံခြင်းလို့မဟုတ်ဘဲနဲ့ဖခင်နဲ့မိသားရဖွဲ့ခြင်းလို့အစာရှောင်ဆုတောင်းတာမျိုးဖြစ်ရပါမယ်။အဲ့လိုအစာရှောင်နေဆိုလို့ရှိရင်အပိုင်းငယ်၁၈ထဲမှာပဲတွေ့ရပါတယ်။မထင်ရှားသောအရာကိုမြင်လို့မတော့တင်းတော့ပါသည်အကျိုးကိုထင်ရှားစွာပြီးတော့တိတ်ဆိတ်စွာဆောင်ရှောက်နေဆိုလို့ရှိရင်ဘုရားသခင်ကထင်ရှားစွာပြန်လည်ကောင်းချီးပေးမယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ကောင်းမှု ကုသိုလ်အချင်းတီလာတွေကိုတိတ်ဆိတ်စွာကြည်ကြံဖို့ရန်အတွက်နိုင်ငံရဲ့ခွန်အားပေးတိုက်တွန်းချင်တာဖြစ်ပါတယ်။အရောက်ချင်းဆိုင်ကိုဖြတ်ရှင်းကောင်းချီးပေးပါစေ။